မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါနဲ့ရှင်။အားလုံးပဲမင်္ဂလာရှိရနေရနဲ့မင်္ဂလာရှိရအချိန်လေးကိုပိုင်ဆိုင်နေကြပြီးပြပြများဝေးကွာကကိုရောစိတ်ပါကျမချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။အခု reading ကဒီ2025မေလတလစာအတွက်ပေါ့နော်။ကိုရဲ့အလောက်ကိုင်း၊ငွေကြေး၊နောက်ကျန်းမာရေးစသဖြင့်ပေါ့နော်။ဒါလေးကို pick up duck reading လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်။အဲ့တော့ ကိုသဘောကျတဲ့ deck တစ်ခုကိုရွေးပါရွေးပြီးတော့မှအဖြေကိုစက်ပြီးတော့ကြည့်ပေးပါရှင်အော်ဒီ deck လေးကိုရွေးထားတဲ့သူများအတွက်ပေါ့နော်အော် group 1လို့ပြောရမှာပေါ့နော်1ရဲ့2ရဲ့နှစ်ခုရှိတာဆိုတော့အော်ဒီ deck ကိုရွေးထားတဲ့သူတွေရဲ့အာဒီ2025မေလအတွင်းပေါ့နော်ကိုရင်ငွေကြီးအလောက်ကိုင်းနဲ့ကျမရဲ့အချင်းတွေကိုဖတ်ပေးမှာဖြစ်ပါတယ်ရှင် group 1ရေးထားတဲ့သူတွေကဒီ2025မေလအတွင်းမှာပေါ့နော်ရင်းဆုံးကငွေကြေးအလောက်ကအစီအဝါရင်းနဲ့ပတ်သက်လို့ရှိရင်တော့ကိုယ်နေနဲ့အသက်စတင်ရမှာတွေယင်းနှမြုံနယ်မှာတွေရှိတယ်ဆိုလို့ရှိရင်တော့တေချာလေးစဉ်းစားပြီးတော့မှယင်းနှမြုံနယ်တင်နေဆိုတာမျိုးလို့ပြောတယ်။နောက်လက်တွေ့ကြကြစဉ်းစားဆုံးဖြတ်တင်နေပေါ့နော်။ဆုံးဖြတ်နိုင်စွမ်းနေလက်ရှိရလိမ့်မယ်ဆိုတာလို့တွေ့တယ်ပေါ့နော်။အဲ့တော့အခုချိန်မှာတစ်ခုခုကိုအသက်စတင်ဖို့ယင်းနှမြုံနယ်ဖို့ဝေခွဲရခံနေရဆိုလို့ရှိရင်တော့ ဒီမေလာအတွင်းမှာတော့ကိုနေတဲ့အဖြေတစ်ခုပြသားတဲ့အဖြေတစ်ခုရှင်းနေတဲ့အဖြေတစ်ခုရလိမ့်မယ်ဆိုတာလို့တွေ့တယ်။နောက်ကိုရဲ့လုပ်ငန်းကလည်းအရင်ထပ်ပို့ပြီးတော့တဆင်ပေါ့နော်ဒီစီးပွားရေးပဲဖြစ်ဖြစ်ပို့ပြီးတော့တိုးတက်သွားလိမ့်မယ်လို့မြင်တယ်။နောက်အလုတ်ကင်ပေါ့နော်ဒါကဝန်တန်းနေဆိုလို့ရှင်လည်းပဲကိုယ်အနေနဲ့အလုတ်နဲ့ပတ်သက်ပြီးတော့อืมပို့ပြီးတော့စနစ်တကျနဲ့ကင်လွတ်တက်လာမယ်ဆိုတာမျိုးတို့မြင်တယ်။ပို့ပြီးတော့အလုတ်မှာအိုင်အွန်ဆိုင်လာနိုင်လိမ့်မယ်ဆိုတာမျိုးတို့မြင်တယ်။ကိုယ့်တက်ကိုအစဉ်ပြေစေတဲ့အလုတ်မျိုး ဟုတ်မဟုတ်ပေါ့နော်အဲနောက်ရေရှည်ကိုအဆင်ပြေမပြေတာတွေကိုလည်းသိတာလိမ့်မယ်တချို့ဆိုလို့ရှိရင်အလုပ်ထွက်ဖို့စဉ်းစားနေရမျိုးတွေရှိတယ်ဆိုလို့ရှိရင်တော့အဲပေချာလေးပြန်စဉ်းစားပေါ့နော်ဒီလောက်ကကိုတက်ကိုရေရှည်အဆင်ပြေစေရလားနောက်နောက်တစ်အလုပ်အသစ်တစ်ခုကိုရောကိုကအချိန်ပေးပြီးတော့ရင်းနှီးမြှုပ်နှံနိုင်ရလားအာဒီမှာပဲခဏပဲဖြစ်ဖြစ်ဘယ်လိုဆက်ပြီးတော့နေတင်လားပေါ့နော်ဒါမျိုးတေချာလေးစဉ်းစားပြီးတော့မှပြည့်တဲ့တသားနဲ့အစိုးမဲ့ချက်တစ်ခုကိုချလိုက်ပါ နောက်တစ်ခုကကြတော့ဒီလာတွဲမှာပေါ့နော်ကိုကိုဒါကိုရဲ့မိတ်ဆွေလိုအဲကိုကျိုးလိုလာတဲ့သူတွေဖြစ်နိုင်တယ်ပေါ့နော်ဒီလူတွေရဲ့အကူအညီတွေနဲ့အတူတူကိုအနေနဲ့ကံကောင်းခြင်းတွေကိုလိုချင်တဲ့အကူအညီတွေရလာလိမ့်မယ်ဆိုတာမျိုးလိုမြင်တယ်နောက်တချို့ဆိုလို့ရှင်လည်းပဲကိုရဲ့အဆောင်ရှောက်ကောင်းတွေရှိတယ်ပေါ့နော်အဆောင်ရှောက်ကောင်းတွေရဲ့အကူအညီနဲ့ကိုကိုရဲ့ဒီ လောက်ကငွေကြေးစည်းပွားရေးအခြေအနေညာကံကောင်းလာလိမ့်မယ်ကံပွင့်လာလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကိုမြင်နေအဲ့တော့ဒီ overall energy ကတော့ဒီတစ်လလုံးစားတော့ကိုယ့်ရဲ့ဉာဏ်ပညာကိုယ့်ရဲ့အရေးအချင်းကိုအကောင်းဆုံးအသုံးချပြီးတော့သွားပါနောက်ကံကောင်းဖို့အတွက်ကိုလည်းစေတနာကောင်းကောင်းထားပါပေါ့နော်ကောင်းတဲ့အရာတွေလုပ်ပြီးတော့ကောင်းတဲ့ကံဖြစ်လာအောင်လို့လည်းပြုစုပြုထောင်ပြီးတော့ဒီပုံစံတိုင်းသာရှေ့ဆက်သွားပါဆိုတာမျိုးလို့ပြတယ်နာကိုရဲ့ဒီအလုပ်ပဲဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်ပေါ့နော်ဒီဒီပေါ်မှာလဲတေချာလေး focus ထားပြီးတော့အာယုံစိုက်ပြီးတော့မှသွားပါ ြောရင်ဒီကရေနှိမ့်ညှို့နှံမှုတွေကနောက်ရှေ့ဆက်လာမယ်အချိန်လေးအနာဂတ်အတွက်ကိုကောင်းတဲ့အထောက်ပံ့ကောင်းနေဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့လိုလေးကိုမြင်ရပါတယ်နောက်တစ်ခုကကြတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီလအစပိုင်းကတော့ကိုယ်နဲ့ကျမ်းမာရေးခြူကြတာမျိုးတွေဖြစ်လိမ့်မယ်ဒါပေမဲ့လလေလောက်ကနေစပြီးတော့ပြန်ပြီးတက်တာလာတာမျိုးတွေဖြစ်လိမ့်မယ်ဒီလကုံပိုင်းလောက်မှာဆိုလို့ရှိရင်တော့အာဒီ ပြန်ပြီးနှလန်းထူလာတာပြန်ကျန်းမာလာတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိရလိမ့်မယ်တကယ်လို့ဟိုရင်တွေကနာတာရှည်ယောဂါတွေရှိလာခဲ့တဲ့သူတွေဆိုလို့ရှိရင်တော့ဒီလာထဲမှာကိုယ်အနေနဲ့ဒီဒီဒီယောဂါကိုကုသအောင်ပျောက်ကင်းနိုင်မဲ့အဲ sorry ကုသပျောက်ကင်းနိုင်မဲ့ပေါ့နော်ကုသပေးနိုင်မဲ့သတ္တာစေနိုင်မဲ့စေနီးဒါမှမဟုတ်လည်းနီးလန်းလည်းဖြစ်နိုင်တယ်နေထိုင်မှုစနစ်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီအရာတွေကိုတွေ့ရှိလာပြီးတော့အာပို့ပြီးတော့ပေါ့နော်ဒီယောဂါအခြေအနေခံစားနေရတဲ့နာကျင်မှုတွေသတ္တာလာပြီးတော့ ပြန်ကျမ်းမာလာမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့မြင်တယ်။ um ဟိုအရုံဖြစ်နေပေါ့နော်ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှိရင်တော့အတွေးတွေအရင်မများနဲ့ပေါ့နော်အဓိကကိုယ့်ရဲ့အတွေးတွေကတော့ညဘက်မအိတ်တာတို့လို့ပေါ့နော်အတွေးတွေအရင်များလို့နာတွေကเออကိုယ့်ရဲ့ဒီကျမ်းမာရေးအခြေအနေကိုပို့ပြီးတော့ထိခိုက်စေတယ်ဆိုးရွားစေတယ်ပေါ့နော်စိတ်ထောင်းကိုကိုကြေးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာနိုင်တယ်ဆိုတော့လေတတ်နိုင်သမျှတော့စိတ်ကိုအညဉ့်ညူးမခံပါနဲ့စိတ်ကိုလို့ပေါ့နော်စိတ်ထွက်ပေါက် ပေးတယ်ဆိုတဲ့ပုံစံမျိုးစိတ်သက်သာရစေမယ့်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုအမြဲတမ်းအာယုံပြောင်းပြီးတော့နီလန်းရှာကြည့်ပေါ့နော်အဖြေတစ်ခုကတော့အမြဲတမ်းရှိတယ်ပေါ့နော်အော်ဒီနေရာမှာစိတ်ထွက်ပေါက်ပြီးရဲ့ဆိုတဲ့နေရာမှာလေတခြားပေါ့နော်အဲ့လိုမျိုးဝေကုန်ကြကြများတဲ့အရာတွေကိုယ်စိတ်ကိုပို့ပြီးညှဉ်းညူးစေတဲ့အရာမျိုးတွေအထူးသဖြင့်ပေါ့နော်အဲ့လို social media တုံးတာမျိုးတွေအဲ့လိုနဲ့စိတ်ထွက်ပေါက်ပြီးရတဲ့ဆာလို့ရှင်တော့ကိုယ်စိတ်ကိုကိုယ်အေးချမ်းအောင်အဆူစီးကိုယ်စိတ်လေးကိုဆူစီးပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးတတိလေးအတိလေးထားပြီးတော့ဟို နေမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်ပြောရင်တော့တရားမှတ်တာမျိုးပေါ့နော်တရားထိုင်တာတရားနာတာအဲ့လိုပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုး meditate ပုံစံမျိုးနဲ့တွားမယ်ဆိုလို့ရှိရင်တော့ဒါကဟိုကိုယ့်ကိုယ့်ရဲ့စိတ်ကိုလည်းကိုယ်ပြန်စမ်းစစ်ပြီးသလိုစမ်းစစ်သလိုဖြစ်သလိုဟိုဒီကျမကြီးအတွက်လည်းဒါကအများကြီးအထောက်အပံ့ပေးတယ်ပေါ့နော်ပြောရင်စိတ်ကိုပြန်ပြီးတန့်စင်တာအေးချမ်းအောင်တည်ငြိမ်အောင်လုပ်တယ်ဆိုတာကကျမကြီးမှလည်းတွားပြီးတော့အာအဖက်ဖြစ်တယ်ပေါ့နော်တွားပြီးတော့ထိ ထိရောက်မှုတွေတက်ရောက်မှုတွေအများကြီးရှိရဲဆိုတော့လေအဲ့လိုပုံစံအတိုင်းသာရှေ့ဆက်သွားပါတော့။နောက်ပညာရေးနဲ့ပတ်သက်လို့ကတော့ဒီမှာကတော့ကိုယ်အနေနဲ့က82ရလဲခက်82မတိုးပဲနေတော့လဲအာဘေးကအဲ့လို PR တွေနဲ့ပေါ့နော်အဲ့လိုမျိုးရင်ဆိုင်နေရတဲ့ဆိုတဲ့ပုံစံမျိုးတွေတော့တွေ့တယ်။အမ်ဒီမှာမြင်ရတဲ့အရာကတော့ကိုယ့်ကိုယုံကြည်မှုရှိပေါ့နော်ယုံကြည်မှုရှိရှိနေတာရှေ့ဆက်သွားပါ။နောက် ကိုတက်နိုင်သလားပေါ့နော်ကိုတက်နိုင်သလားကိုလလန်းမိသလားလို့ပြောဘူးလို့ပြောမလဲကိုရဲ့အကောင်းဆုံးအခြေအနေပေါ့နော်အဲ့လိုမျိုးအဲရတဲ့အထီးပဲသွားအများသူများတွေလိုက်ကြည့်ပြီးတော့သူများတွေလည်းနှိုင်းရှင်ပြီးတော့ဖြစ်ချင်တာမျိုးတွေဒီလိုဒီလိုဆန္ဒမျိုးတွေတော့မထားတယ်ဘူးပေါ့နော်ကိုတကယ်ဝါသနာပါတာကိုတကယ်ချစ်မြတ်လို့တာကိုတကယ်လုံနိုင်တာကိုတကယ် အာအရေးအချင်းရှိပြီးပါရမီပါတာကဘယ်လိုအရာလဲပေါ့နော်ဒီလိုအရာတွေကိုပဲလေ့လာသိရူရင်းနဲ့ဒါရှေ့ဆက်ပါနောက်ကိုယ့်ကိုယ်လေးယုံကြည်မှုရှိပါဒီမှာအမြင်ရတဲ့အရာဆိုရှင်တော့ဒီ group 1ကိုရထားတဲ့သူတွေအနေနဲ့ကလေကိုယ့်ကိုယ်ယုံကြည်မှုတွေပျောက်ဆုံးနေတာကြောက်ရွံ့နေတယ်ဆိုတာမျိုးရှေ့ဆက်တော့ဖို့အတွက်ကိုတွန့်ဆုံနေတယ်ဆိုတာမျိုးလိုမြင်တယ်နောက်အမြင်ရဲ့အဲ့လိုအမြင်လို့ပေါ့နော်တခြားလူတွေနဲ့နှိုင်းရှင်ပြီးတော့အမြင်ရဲ့အမြင်ကိုလည်းအရင်ကြီးခံစားလုံးနေဆိုတာမျိုးလိုမြင်တယ်ပေါ့နော် တော့ဒီလတ်လာထဲမှာတော့ကိုအရင်တည်းကပေါ့နော်လိလာခြင်းခဲ့တဲ့တင်ယူခြင်းခဲ့တဲ့ပညာရမျိုးကိုတင်ယူခွင့်လိလာခွင့်အဲ့လိုမျိုးအခွင့်အလမ်းကောင်းတွေရလာလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်အဲ့တော့တခြားလူတွေရဲ့ဖီးယားမပါဘဲနဲ့ကိုကိုတိုင်ရဲ့စိတ်ဆန္ဒနဲ့ဒါလိလာပါအတိတ်တွေပေါ့နော်လိလာပါတင်ယူပါဒီလိုဆိုရင်တော့ကိုတက်ကိုအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့လိုလေး message ကိုပေးထားတယ်ဆိုတာကိုတွေ့ပါတယ် တော့တလားလုံးစာတော့ကအင်ဂျင်နံပါဆိုလို့ရှိရင်တော့14ရယ်555ရယ်ပေါ့နော်ဒီနံပါတွေကကိုတကူကန်ကောင်းစီတာမြို့တမမဟုတ်ကို universe ကနေတကူကိုအဲ့လိုပေါ့နော်အဲတကူကိုလောက်လောက်ဖို့အတွက်တကူကိုစတင်မှုအတွက်တကူကိုဟိုတတိပေးတဲ့အနေနဲ့အဲ့လိုမျိုးဟာ message လေးတွေပေါ့နော် sign လေးတွေအဲ့လိုမျိုးအချက်ပြတာမျိုးလေးတွေရှိနေမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်14ဆိုလို့ရှိရင်လည်းနှစ်ခုပေါင်းဆိုလို့ရှိရင်5ပေါ့နော်အဲ့တော့9ကနန်းပေါ့နော်5ကကိုတကူအဲ့လိုမျိုး ဒီတရလာလုံးမှာမေလာဆိုတော့ငားငနေနေဆိုင်နေပေါ့နော်ဒီဒီ reading ကိုကြည့်တဲ့သူတွေကမေလာမမွေးဖွားတဲ့သူတွေတောင်ဖြစ်ဖို့မရတယ်ပေါ့နော်ဒါမှမဟုတ်လဲ9ရက်နေမှမွေးရလဲဖြစ်နိုင်တယ်14ရက်နေမှမွေးတဲ့သူတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီတရလာလုံးကတော့ I am practical ငါကိုကပြောရင်တကယ်ကိုလက်တွေ့ကြကြနဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်ဒီမှာဟို queen of swag စီးလဲပါတာဆိုတော့လေ now I am optimistic နောက်ခုလုံးကလေးပြောရင် သိပ္ပယ်ကဆင်တူတယ်ပေါ့နော်အတူတူပဲပေါ့အဲ့တော့ကိုကတကယ်ကိုအကောင်းမြင်နိုင်စွမ်းလည်းရှိတယ်နောက်လက်တွေ့ကြကြလည်းစဉ်းစားစဉ်စဉ်နိုင်စွမ်းလည်းရှိတယ်ပြောရရင်တော့ကိုရဲ့ဒီညံရေးကိုရဲ့ပိန်ကိုအရေးချင်းကအာတမှုထူးကြတယ်ပေါ့နော်သူများရဲ့နဲ့မတူဘဲနဲ့နောက် positive ဘက်ကိုသွားတယ်အကောင်းဘက်ကိုသွားတယ်ဆိုတော့လေဒီစွမ်းအင်ကိုဒါအသုံးချပြီးတော့ဒါရှေ့ဆက်ပါဒီမေလာနေမှမဟုတ်ဘူးဒီတစ်နှစ်တစ်နှစ်လုံးစာအတွက်ကိုလည်းဒီလို energy နဲ့ပဲရှေ့ဆက်သွားမယ်ဆိုလို့ရှင်တော့ကိုတက်ကို အဆင်ပြေနေမယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့လိုစိတ်မျိုးနဲ့ပဲသွားပါနောက်ငွေကြေးစည်းဝေးနဲ့ပတ်သက်လို့ဒီမှာ message oracle message တောင်းတဲ့အခါကျတော့ကိုကဘာဖြစ်ချင်တာလဲဘယ်နေရာရောက်ချင်တာလဲကိုရဲ့ဒီဥတီယာပေါ့နော်ဒါခုနကတော့အသက်စားမယ်ဆိုလို့ရှင်လည်းပဲလုပ်ငန်းအသက်စားတာဒါမှမဟုတ်လည်းအလုပ်တွေပြောင်းတာလည်းဖြစ်နိုင်တယ်အခုမှအလုပ်စားလုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုကိုကဘယ်လမ်းကြောင်းရှောက်ချင်တာလဲဒါကိုအရင်ဆုံးသတ်မှတ်ပါကိုတကယ်ရှောက်နိုင်တာဟုတ်ရဲ့လားတိကျတိကျကြပေါ့နော်ကို ကိုနဲ့အဲ့ဒီနေရာနဲ့အဝင်ခွင့်ချဖြစ်နိုင်ရဲ့လားဒီအလုပ်ကိုရောလုပ်နိုင်ရဲ့လားဒီနေပယ်မှာကိုနှမ်းဆက်ရဲ့လားဒါမျိုးတွေကိုတခြားစဉ်းစားပြီးတော့မှဆုံးဖြတ်ချပြီးတော့သွားပေါ့နော်တခြားအရာတွေတခြားပြင်ပလှမ်းမှုတွေနဲ့လမ်းကြောင်းတွေဖြစ်သွားတာမျိုးတွေမဖြစ်စေနဲ့ပေါ့နော်နောက်တစ်ခုကအဲဒါကတော့ငွေကြေးပိုင်းလည်းဖြစ်နိုင်တယ်နောက်ဒီပညာရေးနဲ့ပတ်သက်လို့လည်းဖြစ်နိုင်တယ်ပေါ့နော်အကုန်လုံးမှာဟိုကိုယ့်ရဲ့အချိန်နဲ့ကိုယ့်ရဲ့စွမ်းအားတွေကိုယင်းနှိမ့်ညွန့်တဲ့အခါမှာတေချာလေးဉာဏ်ပညာရှိရှိနဲ့ပဲဟိုကိုယ့်ရဲ့ဒီ စဉ်စားစဉ်ကျင်သုံးသပ်နိုင်စွမ်းကိုအကောင်းဆုံးသုံးပြီးတော့ညီညီမြုံနှံပါဒါကတင်နန်းတစ်ခုပဲတတ်တတ်ပညာရေးတစ်ခုပဲတင်တင်စီးပွားရေးတစ်ခုကိုပဲစစအလုပ်တစ်ခုကိုပဲပြောင်းပြောင်းပေါ့နော်ကိုတက်ကိုအချိန်ကိုရဲ့ energy ငွေစသဖြင့်ပေါ့နော်ဒါတွေအကုန်လုံးကိုဟိုကြိုးကြောင်းစီလျော်မှုရှိရှိနဲ့အလိုပေါ့နော်ဉာဏ်ပညာရှိရှိနဲ့အလိုမျိုးရင်းနှီးမြုံနှံပြီးတော့မှရှေ့ဆက်သွားပါပေါ့နော်ဒီဒီလဒီမေလအတွင်းမှာ စလိုက်တဲ့အရာတွေကဒီနှစ်လုံးစာအတွက်ရောဒါကိုယ့်ရဲ့အနာဂတ်အတွက်ရောပေါ့နော်ဒါနောက်နှစ်တွေအတွက်လည်းဖြစ်နိုင်နေပေါ့နော်အာကောင်းမွန်တဲ့အခြေခံနဲ့ယင်းနှိမ့်နှံ့မှုစတဲ့မှုတွေဖြစ်နိုင်မယ်ပေါ့နော် အဲ့လို message လေးကိုပေးထားတယ်ဆိုတာကိုတွေ့ရပါတယ်ရှင်။ဒါကတော့ group 1ကိုရေးထားတဲ့သူများအတွက် reading ဖြစ်ပါတယ်ရှင်။အလုံးမဲ့အဆုံးထိကြည့်ပေးကြတဲ့အတွက်ရောရွေးချယ်ပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများရှိတယ်ပါတယ်ရှင်။မိတ်ဆွေများအလုံးမဲ့ပြပြများဝေးကွာပြီးကိုရောစိတ်ပါကျမ်းမချမ်းသာကြပါစေ။ကောင်းသောလေရင်စန္ဒမှန်တမများလည်းပြဝကြပါစေ။မိမိချရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကျမ်းမမာနဲ့နေထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။ reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင်။ ခုကဒီ deck လေးကိုရေးထားတဲ့သူများအတွက်ပေါ့နော် group 2တွေအတွက် reading ဖြစ်ပါတယ်ရှင်အဲ့တော့ group 2ရေးထားတဲ့သူတွေအတွက်အယူဆုံးကဒီငွေကြေးအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီမေလအတွင်းမှာတော့ကိုအနေနဲ့อืมပျော်ရွှင်စရာလေးတွေတည်ငောင်းလေးအကြားမှာလည်းရှိလာနိုင်တယ်လို့อืม ွေးချယ်စရာလေးလည်းရှိတာလေးမယ်ဆိုတော့ပြမြင်နေပေါ့နော်အဲ့တော့ကို့အနေနဲ့ကဒီမှာဆိုလို့ရှင်ယင်းနှိမ့်နှံမှာဆိုလို့ရှင်လည်းပဲဟိုယင်းနှိမ့်နှံစရာနှစ်ခုရှိတာတာမျိုးအလုတ်ကန်ခွင်းလန်းဆိုလို့ရှင်လည်းနှစ်ခုပေါ့နော်အဲ့လိုနှစ်ခုတည်းရွေးချယ်ရတာမျိုးတွေဒါမှမဟုတ်အလိုအလုတ်တဲ့အလုတ်အဟောင်းနဲ့အဲ့လိုပေါ့ရွေးချယ်ဖို့အတွက်ကိုအဲ့လိုမျိုးပြောင်းဖို့အတွက်ကိုဖြစ်ဖြစ်အဲ့လိုမျိုးတွေစဉ်းစားရမှာမျိုးတွေဆုံးဖြတ်ချက်ချရမှာမျိုးတွေပေါ့နော်ဒါမျိုးတွေရှိတာလေးမယ်ဆိုတော့မြင်နေ ်နောက်ဒီမှာဆိုလို့ရှိရင်တော့အကျိုးအတူပူပေါင်းနေပေါ့နော်လိုမျိုးဖတ်ဆက်လုပ်ငန်းတွေလုပ်တယ်ဆိုလို့ရှိရင်လည်းဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စစ်ချမ်းသာစရာတွေတင်းကောင်းတွေကြားလိုက်မယ်လို့မြင်တယ်အဲ့တော့ဒီမှာတွေ့ရတဲ့အရာကတော့ဘယ်အရာကောမှတော့အလောတကြီးနဲ့အဆုံးဖြတ်ချက်ချတာမျိုးတွေမတော်မလုပ်နေပေါ့နော်တေချာလေးအပလန်ချပေါ့နော်ဒီချာလေးအချိန်ယူစဉ်းစားပြီးတော့မှရှေ့ဆက်တို့ပါရှေ့ဆက်သွားပါပေါ့နော်ဒီတလားလုံးစားအဲ့လိုပုံစံမျိုးနေတာသွားဒါဆိုရင်တော့ကိုတက်က ခွင်လန်းကောင်းနေလဲရရလိမ့်မယ်ရွေးချယ်မှုတွေလည်းမှန်ကန်လာလိမ့်မယ်ပေါ့နော်အဓိကတော့စိတ်ကိုအေးအေးထားပြီးတော့အတွေ့အကြုံမများစေနဲ့ပေါ့နော်အေးချမ်းထားစိတ်ကိုအေးချမ်းထားပြီးတော့ဒါတော့အဆိုလို့ရှင်တော့အဆင်ပြေလာလိမ့်မယ်ဆိုတာမျိုးလို့မြင်နေအလုပ်ပြောင်းတာဖြစ်ဖြစ်အသက်စားတာဖြစ်ဖြစ်ပေါ့နော်နောက်ဒီမှာဆိုလို့ရှင်ဒီอืมဆိုဆိုလို့ရှင်အလုံးနဲ့ပတ်သက်ပြီးခရီးသွားတာမျိုးတွေတောင်ရှိလိမ့်မယ်နော်ခဏတာအလိုပေါ့နော်အနားယူတာအပန်းဖြေတာမျိုးတွေတောင်ရှိလာလိမ့်မယ်ဆိုတာမျိုးလို့မြင်နေပေါ့နော် ောက်တစ်ခုကလည်းတကယ်လို့ပေါ့နော်ကိုယ်အနေနဲ့ကအဲ့လိုရွေးချယ်ရခက်တဲ့အဲ့လိုပုံစံမျိုးတွေရှိလာမယ်ဆိုလို့ရှင်တော့ကိုယ်ကိုတကယ်ပျော်ရွှင်စေမယ့်အရာနောက်ကိုနာကိုချေရတဲ့သူကိုကိုကြီးဆက်ရတဲ့သူကိုကြီးဆိုင်နေတဲ့သူတွေပေါ့နော်ဒီလူတွေကိုရောတကယ်ပျော်ရွှင်စေမယ့်အရာနောက်ဒီလူတွေနဲ့အဲ့လိုပေါ့နော်ဟိုအချိန်ကုန်ဆုံးဖို့ရမယ်လို့မျိုးအာအချိန်ကုန်ဆုံးနိုင်မယ်ပေါ့နော်အဲ့လိုမျိုးအတူတူရှိနေဖို့အချိန်နေအများကြီးပေးနိုင်မယ်အရာအဲ့လိုအလုပ်အဲ့လိုပုံစံမျိုးကိုပဲ အလေးထားပြီးတော့ရွေးချယ်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုး message ကိုလည်းပေးထားတယ်ဆိုတာကိုတွေ့တယ်ပေါ့နော်ဒီမှာ Gemini energy တော့ strong ဖြစ်တယ်အဲ့တော့ဒီကျမကြီးနဲ့ပတ်သက်လို့ကတော့ဒီလာထဲမှာတော့အများကြီးပြောစရာတော့မရှိဘူးအေးမီတာမျိုးနောက်လေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးဟိုအဲလေယောဂမျိုးပေါ်တော့အလိုမျိုးလေထိုးလေအောင်ဒါမှမဟုတ်လေကြောင်းဖြစ်တဲ့လေဖြန်းတာတို့ဒါမျိုးတွေတော့ရှိတတ်တဲ့တတိထားပါဒါကလည်းဟို အရေးခံတာများတာရေးထီတာများတာမျိုးတွေကြောင့်ပေါ့နော်ဖြစ်တတ်တာမျိုးလို့မြင်တယ်နောက်တစ်ခုကဒီမှာမြင်ရတဲ့အရာဆိုလို့ရှိရင်တော့နဲ့အပူများတာလည်းဖြစ်တတ်တယ်ပေါ့နော်ခန္ဓာကိုယ်အတွင်းအပူတွေအပူအေးမမျှတာမျိုးလို့ပြောရမလားပေါ့နော်အဲ့လိုမျိုးတွေကြောင့်အာအဲ့ဒါဟုတ်တယ် fire energy strong ဖြစ်နေပေါ့နော်အဲ့တော့အပူဓာတ်တွေခန္ဓာကိုယ်ထဲကအပူဓာတ်တွေများနေဆိုတော့အပူကြောင့်ဖြစ်တဲ့ယောဂမျိုးတွေဖြစ်တတ်တယ်။လေပူလည်းဖြစ်နိုင်တယ်ပေါ့နော်လေပူထိုးတာမျိုးတွေဒါတွေကြောင့်တော့အဲ့လိုမျိုးယောဂတစ်ခုအနေနဲ့ဖြစ်လာနိုင်တယ်။ကျွန်တော်ကြီးကြီးမားမားယောဂမျိုးတော့မမြင်ဘူး။အော်ကိုယ့်အတွက်ကိုတော့တော်တော်လေးကိုကိုယ်သာပေါ့နော်အဲ့လိုမျိုး အစာအသောက်ကိုလည်းအဲ့လိုမျိုးမြင်မတတ်တာနဲ့စားနိုင်တဲ့အခါနေထိုင်မှုစနစ်ကိုလည်းအဲ့လိုကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုစနစ်မျိုးပေါ့နော်ဟိုနေနိုင်တဲ့အခါကြလို့ရှင်တော့ ဒီဒလာလုံးစာကတော့ဘာမှသိပြောစရာမရှိဘူးကျွန်မရဲ့အနေနဲ့ကလေနောက်တစ်ခုကလှုပ်လှုပ်ရှားရှားလုပ်ပေါ့နော်အာ active ဖြစ်ဖြစ်နဲ့လှုပ်လှုပ်ရှားရှားလုပ်ပါနောက်ဒီမှာတွေ့ရတဲ့ဆိုယောဂပုံစံမျိုးလေးမြင်တာဆိုတော့လေအဲ့လိုလေ့ကျင့်ခန်းလေးတွေလုပ်ပေါ့နော် workout လုပ်ပါဒါလေးတွေလုပ်ဖို့လှုပ်လှုပ်ရှားရှားနေဖို့ကိုဝင်မလေးနေပေါ့နော်အချိန်လေးတစ်ခုပေးပြီးတော့ဒီနေ့ကို7မိနစ်ဖြစ်စေ15မိနစ်ဖြစ်စေဒါကအနည်းဆုံးကိုပြောတာပေါ့နော်ဒါပေမဲ့လည်းဒီလောက်ကလည်းကိုယ့်အတွက်ကိုဒါကလုံးဝကြီးမလှုပ်ရှားဘဲနဲ့နေရတဲ့ဆိုတော့ရှင်တော့ effect ဖြစ်တယ်ပေါ့နော်အဲ့လိုလေကတက်စင်းလေးတွေဖြစ်ဖြစ် စပိန်စီတာလမ်းလျှောက်တာထမင်းစားပြီးကစားလို့ဟိုစားပြီးပြချင်းငိုလို့ထိုင်တာမျိုးအိတ်တာမျိုးတွေဒါမျိုးတွေထက်စားလို့ရှိရင်ဖုန်းကြည့်တာမျိုးထက်စားလို့ရှိရင်စားထမင်းစားပြီးတာနဲ့အာအနည်းဆုံး15မိနစ်လောက်ပေါ့နော်ဒီလိုလမ်းလျှောက်ပြီးတာဒါလမ်းကလည်းအပြင်းထန်မဟုတ်ဘူးပေါ့နော်ဒီလိုပုံမှန်လေးပဲလမ်းလျှောက်ပြီးကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပေးနေရင်းကပဲကိုယ်တွေ့လက်ပတ်မှုတွေကောင်းစေပြီးတော့နေထိုင်မှုစနစ်လည်းပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုး balance ဖြစ်တဲ့ healthy life တစ်ခုကိုရလိုက်မယ်ဆိုတာမျိုးတော့တွေ့တယ်ပေါ့နော် င်ညာရေးနဲ့ပတ်သက်လို့ကတော့လေဒီမှာမြင်ရတဲ့အရာဆိုရင်တော့ကိုနေနဲ့ကအာယုံကြည်မှုပျောက်ဆုံးနေရဆိုတာမျိုးလိုမြင်နေပေါ့နော်ကိုယ့်ကိုယ်ယုံကြည်မှုတွေပျောက်ဆုံးနေတယ်နောက်တစ်ခုကဖီအားပေးခံနေရဆိုတဲ့အနေအထားမျိုးလိုမြင်နေပေါ့နော်အထူးသဖြင့်မိခင်တို့အမတို့တို့ပေါ့အမျိုးသမီးတရားရောက်အကိုရဲ့အကြီးအကဲတရားရောက်စီရနေဖီအားတွေရနေဆိုတာမျိုးလိုမြင်နေကိုမဖြစ်ချင်တဲ့အရာကိုမတတ်ချင်တဲ့အရာကိုမတင်ချင်တဲ့အရာကြီးကိုတင်နေရတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိနေရလားပေါ့နော်ဒါမှမဟုတ်လည်း အဲ့လိုပုံစံမျိုးတွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့ကိုယ့်တကောစိတ်ရှုပ်စရာတွေစိတ်ပမန်းစရာမျိုးတွေအဲ့လိုမျိုးတွေနဲ့အဲတင်ယူရတာမျိုးဒီလိုတင်တန်းတွေတက်ရတာဒီလိုပညာရေးတွေစီးပူရတာမျိုးတွေဖီအားပေးပြီးတော့ပေါ့နော်ကိုကိုကိုစိတ်မပါပဲနဲ့အဲ့လိုမျိုးတွေတော့ရှိလာတတ်တယ်ရှိလာနိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးကြုံလာတဲ့အခါကျတော့ရှင်လည်းလေကိုစိတ်ထဲမှာဘယ်လိုမျိုးထားရမလဲဆိုတော့အော်တစ်ချိန်ကျတော့ရှင်ငါတို့က အဆင်ပြေစေဖို့ stable ဖြစ်ဖို့အတွက်ပြောရင်ပို့ပြီးတော့အသိပညာတွေတိုးပွားလာတဲ့အခါမှာကိုကပို့ပြီးရင့်ကျက်ပြီးတော့သိပညာကျယ်ဝလာတဲ့အခါမှာဘယ်အခြေအနေဘယ်နေရာမှာမဆိုဘယ်လိုပုံစံမျိုးနဲ့မဆိုကိုအနေနဲ့ကဒီကြက်ညက်ခံပြီးတော့ရည်တည်နိုင်စွမ်းရှိဖို့အတွက်ပြောရင်ကိုချောက်ပေါ်ကိုပေါ့နော်အမိကိုကင်းကင်းနဲ့ရည်တည်နိုင်ဖို့အတွက်နောက်တော့ပြောရင်ကိုအနေနဲ့အလိုပေါ့နော်ဟိုကြောင်းလဲမှုတစ်ခုပေါ့เนาะဖြစ်လာဖို့အတွက်အဲ့လိုမျိုးပြောရအောင်ကောင်းတဲ့ကြောင်းလဲခြင်းလို့ပြောရမှာပေါ့เนาะအနာဂတ်မှာ ဟိုအခုလက်ရှိအနေထားနဲ့ဘာမှမတူနဲ့ပို့ပြီးတော့အဆင်ပြေတဲ့ပို့ပြီးတော့ရင့်ကျက်ပြီးအသိပညာတွေကျွေးွားတဲ့ကိုဖြစ်ဖို့အတွက်ပေါ့နော်အဲ့လိုမျိုးအဲအဲ့လိုဖြစ်လာဖို့အတွက်အဲ့လိုရည်ရွယ်ချက်မျိုးနဲ့ဒီဒီပညာရည်တွေစီးပူရတယ်ဆိုတဲ့စိတ်မျိုးဓာတ်ထားပြီးတော့သွားပေါ့နော်အဲ့လိုမျိုးလိုမြင်နေဒီမှာတွေ့ရတဲ့အရာဆိုရင်တကယ်လို့ပေါ့နော်အဲ့လိုစမ်းပွဲတွေပါတွေဖြေထားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိမယ်ဆိုလို့ရှင်လေလက်ရှိအနေထားအရာဆိုရင်တော့ ြောက်လင်းရဆိုတာမျိုးလိုမြင်တယ်ပေါ့နော်အောင်ပါမလားအဆင်ပြေပါမလားအဆင်မီပါမလားဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အာတကယ်လို့အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှင်အဆင်မပြေဘူးဆိုလို့ရှင်ကိုယ်အနေနဲ့ကတခုခုအပြစ်ပေးခံရမှာကိုကြောက်နေရဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကြောက်စိတ်တွေဝင်နေရဆိုတာမျိုးပေါ့နော်ကိုဘွားကြီးလုံးဝကြီးအဆုံးသက်သွားပြီဆိုတဲ့စိတ်မျိုးတွေဖြစ်နေရဆိုတာမျိုးလည်းခံစားမိရဒါမျိုးတွေမှမထားနိုင်ပေါ့နော်ပြောရရင်အရာရာဟာအာ ဟိုအမြဲတမ်းဒီအနိုင်ဆိုတာလည်းမရှိတော့အမြဲတမ်းကြီးအရှုံးဆိုတာလည်းမရှိဘူးပေါ့နော်ဒါလေးအကုန်လုံးကိုလက်ခံပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့စတင်ရမလဲဆိုတဲ့အသေးစိတ်ရှိတာကမှကိုယ့်အတွက်ကိုတကယ်အောင်နိုင်ခြင်းပဲပေါ့နော်လော့ကဒေါင်းအောင်နိုင်ခြင်းပဲပေါ့နော်အဲ့လိုစိတ်နဲ့ဒါရှေ့ဆက်သွားပါပေါ့နော်ဒီလို message ကိုပေးထားရဲဆိုတော့တည်ရပါတယ် ဲ့တော့တစ်လလုံးစာအတွက်ဆိုလို့ရှိရင်တော့ဒီ engine number ကတော့8ရဲ့4ရဲ့ပေါ့နော်ရှင်းတဲ့၄ကနန်းကကိုတက်ကိုကန်ကောင်းစီတာမျိုးတွေဖြစ်နေမယ်ဒါမှမဟုတ်ကိုနဲ့ထူးထူးခြားခြားသက်ဆိုင်မှုတွေရှိနေတာမျိုးဖြစ်နေမယ်ပေါ့နော်အဲ့တော့ဒီမှာမြင်ရတဲ့ဆိုရဆိုလို့ရှိရင်တော့ Cancer ရဲ့ Scorpio Water sign energy strong ဖြစ်တယ်ပေါ့နော်နောက် Gemini Fire sign တွေလည်းများတယ် Sagittarius တွေလည်းတွေ့ရတယ်ပေါ့နော် ဲ့တော့ဒီဒလာလုံးစာတော့ကိုကိုကဘယ်လိုစိတ်မျိုးနဲ့တွေ့ရမလဲဆိုရှင် I'm successful I am stable အဲ့တော့ကိုကအာကိုရဲ့စိတ်ကိုဘယ်အချိန်မှဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတည်ငြိမ်အေးချမ်းပြီးတော့ခေါင်းအေးထားပြီးတော့စဉ်းစားနိုင်တယ်ပြောရင်အလွယ်တကူနဲ့ဘယ်လိုအရာတွေပဲကြုံကြုံဘယ်လိုမျိုးတခြားရဲ့ပြင်ပပေါ့နော်အဲ့လိုမျိုးဘယ်လိုဖိအားတွေပဲရင်ဆိုင်ရရင်ဆိုင်ရတုံ့နှုတ်သွားခြင်းကနေပြီးတော့ပေါ့နော်တကယ်ကို ခိုင်မာတဲ့ အခြေအနေမျိုးပေါ့နော်ရှိတယ်အဲဒီလိုအခြေအနေရှိရတဲ့ကြောင့်မလို့ကိုဟာတစ်ချိန်ချိန်မှာအောင်ကိုအောင်မြင်မဲ့သူမျိုးဖြစ်မယ်ဆိုတော့အဲ့ဒီစိတ်မျိုးနဲ့ဒါရှေ့ဆက်သွားပေါ့နော်ဒါဘယ်လိုအရာပဲကြုံကြုံအဲ့လိုပုံစံမျိုးနဲ့ဒါရှေ့ဆက်သွား skill stable ဖြစ်တဲ့ပြီးတော့ successful ဖြစ်တဲ့ဘဝတစ်ခုပေါ့နော်အဲ့ဒီဘဝမျိုးကိုလည်းပိုင်ဆိုင်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ဒါသွားပေါ့နော်အဲ့တော့ဟို affirmation လေးရွေးချင်တယ်ဆိုလို့ရှိရင် I am successful I am stable ဆိုတဲ့ပုံစံလေးနဲ့ကိုယ့်ကိုပြန်ပြီးတော့အဲ့လိုယုံကြည်မှုတွေပြန်ပြီးတည်ဆောက်ပေါ့နော်အဲ့လိုမျိုးလို့သွားလို့ရတယ်ပေါ့နော် နောက်ငွေကြေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ message ဆိုလို့ရှင်လည်းပဲ be self confidence ပေါ့နော်ဒီမှာလည်းပဲထပ်ပြီးတော့ပါလာတယ်ကိုကိုယုံကြည်မှုရှိပါနောက် get what you want ကိုလိုချင်တဲ့အရာကဘာလဲဒီအရာကိုရယူဖို့အတွက်ကိုဝင်မလေးပါနဲ့မတွန့်ဆုတ်ပါနဲ့ရအောင်ကြိုးစားပါနော်ကိုတက်ကို success ဒီကတကယ်ကိုချိုးမိန်လာတဲ့အောင်မြင်မှုတွေကကိုလိုချင်တဲ့အောင်မြင်မှုပေါ့နော်ကိုရဲ့ရည်မှန်းချက်တွေကပြည့်ဝလာနိုင်မယ်ပေါ့နော်ဒီလာအတွင်းမှာ အဲ့တော့ယုံကြည်မှုနဲ့ယုံကြည်ယုံကြည်မှုသာရှိပေါ့နော်ဘယ်လိုအရာကိုပဲဖြစ်ဖြစ်ယုံကြည်မှုရှိရှိနဲ့သာရှေ့ဆက်ပြီးတော့ဒါသွားကိုဟာတချင်ချင်းကြလို့ရှိရင်အာဒါတခြားသူမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်ကိုအကောင်းဆုံးဥဆောင်နိုင်တဲ့သူတယောက်ဖြစ်လာနိုင်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒါကဒီမှာငွေကြေးစည်းပွားရေးရဆိုလို့ရှိရင်လည်းပဲဒီဒီမှာတွေ့ရတဲ့ခန်းစားမိတဲ့အရာဆိုလို့ရှိရင်တော့လေယာတို့တို့တာတို့ဒါမှမဟုတ်လည်းအဲ့လိုပေါ့နော်လာဟိုကိုယ့်တက်ကိုဘယ်လိုပြောမလဲကောင်းဆောင်ပိုင်းဥဆောင်ရတဲ့ပိုင်းပေါ့နော်အဲ့လိုမျိုး ဲ့လိုနေရာတွေမှာအဲရောက်သွားတာမျိုးဟိုအဲမို့လဲလူစည်းဝိုင်းနဲ့ပတ်သက်လို့ရှင်လဲပေါ့နော်ပို့ပြီးတော့အောင်မြင်ကြော်ကြလူတင်မရတဲ့နေရာကိုရောက်သွားတာမျိုးအများကအလိုလေးစားရတဲ့အားကြရတဲ့အဲ့လိုအနေအထားတစ်ခုပေါ့နော်ဒီအဲ့ဒီလိုမျိုးရောက်သွားလိမ့်မယ်ဆိုတာမျိုးလို့မြင်နေဒီမေလာအတွင်းမှာချက်ချင်းချင်းမဖြစ်ဘူးဆိုလို့ရှင်တော့မှာပဲဒီမေလာမှာစားရတဲ့လုပ်ငန်းတွေရနေပြီးတော့မှရှေ့လျှောက်ဖို့အဲ့လိုပုံစံမျိုးဖြစ်သွားနိုင်နေမယ်ပေါ့နော်ဒီလို message လေးပေးထားတယ်ဆိုတာကိုတွေ့ရပါတယ်ရှင်အဲ့တော့ဒါက group 2ကိုရေးထားတဲ့ သူများအတွက် reading ဖြစ်ပါတယ်ရှင်အားလုံးပဲစုံနေကြည့်ပေးကြတဲ့အတွက်ရောရေးချေပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများရှိတယ်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြပြများဝေးခွာပြီးကိုရောစိတ်ပါအချမ်းမအချမ်းသာကြပါစေကောင်းသောလူရင်းစံထားမှန်တယ်များလည်းပြပါကြပါစေမိမိချင်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမာနဲ့နေထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင် now reading များမှာပြန်ပြီးတော့စုံနေကြပါအောင်ပါရှင် thank you